ဆောင်ပါခင်ဗျလူတယောက်အောင်မြင်တိုးတက်လာပြီဆိုလို့ရှိရင်ကိုယ့်စီကိုအဲ့လိုအဆောင်ကောင်းတွေရောက်လာတတ်ပါတယ်အဲ့ဒီအဆောင်ကောင်းရောက်လာပြီဆိုလို့ရှိရင်လည်းအဲ့ဒီလူရဲ့အောင်မြင်တိုးတက်မှုကဒီထက်ပိုပြီးတော့တိုးတက်သွားတာမျိုးတွေတိုးတက်မှုတွေကပိုပြီးတော့ငြင်းဆန်လာတာမျိုးတွေဖြစ်စေတတ်ပါတယ်ခင်ဗျအဲ့ဒီအဆောင်တွေကဘယ်ကရောက်လာတယ်လဲဆိုလို့ရှိရင်အဲသူတော်စင်ကြီးဆီကလည်းရတတ်တယ်တာမန်လူနဲ့မတူရဲနဲ့ကြင့်ကြံအားထုတ်မှုတွေရှိပြီးတာမန်လူနဲ့မတူတဲ့ထူးခြားတဲ့ပုံစံတွေဆီကနေပြီးတော့လည်းအဲအဆောင်တွေရတတ်ပါတယ်ခင်ဗျ ို့ပေမဲ့လည်းအဆောင်ရရာတွေဘလောက်ထိစွမ်းပါစေကာယကံရှင်ရဲ့ကိုချင်းတရားကသာအတီးဆိုတဲ့စကားရှိပါတယ်အဲ့စကားလည်းတကယ်အမှန်ပါပဲအဆောင်ကောင်းတွေရောက်နေပေမဲ့ငါးပါးသီလလုံခြုံမှုမရှိဘူးကိုချင်းတရားမကောင်းမှုဆိုရင်အဲ့ဒီအဆောင်ရဲ့အကျိုးပေးမှုကိုခံစားရတဲ့တက်တန်ကတို့သွားနိုင်ပါတယ်ဒီတော့လူလာ အဆောင်ရရားကြီးအစွမ်းတက်ကိုကိုချင်းတရားတွေလုံခြုံမှုလိုတယ်။မာဘာတိလာတွေလုံဖို့လိုတယ်။အဲ့ဒါလေးတွေကိုတော့အထူးသတိပြုဖို့လိုအပ်တယ်လို့မှာချင်ပါတယ်။ဒီနေ့ဟာတာမန်ဒီမဟုတ်ဘဲနဲ့နေတူးနေမြတ်ဖြစ်နေတာပါ။၁၇ရက်၁၇လပါ အဲပြောမယ်ဆိုရင်17ရက်17လတစ်လေးလုံးဆိုဖို့ဆိုတာအမတန်ခဲပါတယ်ဒါဒီလိုနေတူးနေမြက်ကတစ်နှစ်ပဲရှိတစ်ရက်ပဲရှိတာပေါ့နော်အဲ့နေတူးနေမြက်ကိုရောက်ပြီဆိုတာနဲ့ဘာလို့တင်တယ်လဲဆိုရင်17ရက်17လည17နာရီတတိမှာစိန်နာမဏိဂါထာရောမြတ်ကြီးကိုတရားတစ်ခေါက်ပြအောင်ယူဖို့လိုအပ်ပါတယ်ဒီနေ့ဟာဝိရိယယာယီသမားတွေအတွက်ကံတရားကိုယုံကြည်တဲ့လူတွေအတွက်ကံကိုအားကိုးတဲ့သူတွေအတွက်ဘာသာရေးတော်ဝင်ယုံကြည်တဲ့သူတွေအတွက်အထူးသဖြင့် အကူရှာကျင်နေတဲ့သူတွေအတွက် တကယ်ကောင်းတဲ့နေပါအဲ့တော့17ရက်17လည17နာရီမှာစေနာမဏိကာထာကိုတရားတစ်ခေါက်ရွတ်ပါဘာတွေထူးထူးခြားခြားခံစားရမလဲဆိုရင်ဂါထာတော်ရဲ့အကျိုးအရာအရင်ဘဝကပြုခဲ့တဲ့ကုသိုလ်ထူးတွေကိုလက်ငင်းချက်ချင်းအကျိုးပြုခံစားရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေပြီးကိုယ့်အကျိုးပြုမဲ့လူသူတော်ကောင်းတွေအဆက်အသွယ်ကောင်းတွေရလိမ့်မယ်ကိုယ့်မှာရှိနေတဲ့အကျွေးမြေတွေကိုကြည်စည်ဖို့လုပ်ငန်းလက်လာပါတွေပွင့်လန်းလာလိမ့်မယ်သာသနာတော်ကိုစောက်ရှောက်နေတဲ့သာသနာဆောင်နှမင်းကြီးတွေရဲ့ ထိတ်တိုက်ချက်ချင်းလည်းငင်အကျိုးပြုခြင်းကိုခံရနိုင်ပါတယ်။ဒါကြောင့်ည7:00နာရီ7မိနစ်မှာ စိန်နာမဏိဂါထာကို7ရက်7လည7:00နာရီအတိတိမှာဆိုလည်းရတယ်။7မိနစ်မစွန့်လိုက်ရတယ်ည7:00နာရီတိတိမှာတရားတစ်ခေါက်ပြည့်အောင်ရွတ်ဖတ်တရေဆဲပါလို့နေပါဆောင်လုပ်ချင်ပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။